ယောစကားအကြောင်းကိုအရင်တစ်ပတ်ကကျွန်တော်တို့ပြောခဲ့ပါတယ်ဒီတစ်ပတ်မှာနည်းနည်းဆက်ကြရအောင်ပါယောနယ်ဆိုတာဟာအထက်ပမာပြည်ကအညာမြေလို့ခေါ်တဲ့ဒေသရှေးဦးလူတွေရဲ့ရုပ်ကျွင်းတွေစတင်တွေ့ခဲ့ရတယ်ဆိုတဲ့ပတ်ဝန်းကျင်ဒေသမြန်မာစကားရဲ့မူလစစ်မြေအတန်တွေအတန်ထားတွေဆက်လက်ရှင်သန်နေတယ်လို့အယူဆရှိကြတဲ့ဒေသပါအဲ့ဒီဒေသကမြန်မာစကားအတန်အပြောအဆိုအသုံးအနှုန်းတွေဟာမြန်မာစာမြန်မာစကားအတွက်အလွန်အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေမှာကတော့သိကြလာပါတယ် ုကြခါတော့ကိုရပါဘယ်လိုပြောလဲခင်ဗျာဒီကိုအမေလို့ခေါ်တယ်ဟာအမေဒီကိုအဖလို့ခေါ်တယ်အမေရဲ့အဖေဒီကလေးကတော့အဖိုးဖအိုးလို့ခေါ်တယ်ဟာဒီဘာကြီးဘာတွေတို့အတုံးတို့မျိုးတော့ရှိလားဘာကြီးဘာတွေတို့ဒွေးလေးတို့ဟိုရှိတယ်ရှိတယ်အမေရဲ့အကူကြီးဆိုလို့ရှိရင်အဖာကြီးအမေရဲ့မောင်ဆိုလို့ရှိရင်ကုလေးအဖေရဲ့ညီကြတော့ဟောအဖေရဲ့ညီကြတော့ဖာလေးလို့ခေါ်တယ်ဖာလေးလို့ခေါ်တယ်ဖာလေးဟုတ်ကဲ့ ဖာထွေးလို့ခေါ်လားအငယ်ဆုံးကဖာထွေးလို့ခေါ်ရပါဆော့ဖာလေးလို့လည်းဖာလေးလို့လည်းခေါ်တယ်အငယ်ဆုံးဆိုရင်ဖာထွေးဖာထွေးလေးလို့လည်းခေါ်တယ်ဖာထွေးလေးလို့ခေါ်တယ်ဖာထွေးလေးလို့လည်းခေါ်တယ်ဟုတ်ကဲ့ခင်ဗျအမေရဲ့မိဟိုကြတော့အပေါင်းလို့ခေါ်ရအမေအိုလို့လည်းခေါ်တယ်အမေရဲ့အမေကိုကြမှာအပေါင်လို့ခေါ်တာလားဟိုအဖေရဲ့အမေလည်းအတူတူပဲလားအတူတူကအပေါင်ပဲပါခေါ်တယ်အပေါင်လို့ခေါ်တယ်ဟုတ်ကဲ့အပေါင်လို့ခေါ်တယ်ဟုတ်ကဲ့ဗျဟုတ်ကဲ့ အဖိုးကိုဖအိုအဖွားကိုမိအိုလို့ခေါ်တဲ့အသုံးနှုန်းတွေကိုကျွန်တော်တို့ရှေးဝတ္ထုတွေဖတ်ရင်တွေ့ကြရပါတယ်။ဆရာကြီးစကိုင်းဥဖုတင်းရဲ့စာအုပ်တွေဆရာမကြီးတကုံးဒေါခင်ခင်လေးရဲ့စာအုပ်တွေတဲကရှေးအခေါ်တွေဟာအဲ့ဒီအတိုင်းပါပဲ။ကြံတဲ့ဒေသတွေမှာတော့အဲ့ဒီလိုအသုံးနှုန်းမျိုးတွေဟာပါးရသွားပြီဖြစ်ပေမဲ့ရောနယ်မှာတော့မပြည့်စည်သေးပဲဆက်လက်ရှင်သန်နေစေဆိုတာကိုတွေ့ရပါတယ်။ကျွန်တော်တို့တခြားဒေသတွေမှာဘာကြီးဘာတွေခေါ်တဲ့အသုံးနှုန်းဟာ ရောနယ်မှာတော့ဖကြီးဖထွေးဖထွေးလေးဆက်တဲ့ဖြင့်ခေါ်တာကိုတွေ့ရပါတယ်အဖေတဲ့အသက်ကြီးရဲ့အဖေရဲ့အကူကိုဖခင်အရာထားပြီးဖကြီးလို့ခေါ်ရဲဆိုတာတော်တော်လေးထင်ရှားပါတယ်ကြံဒေသမှာသုံးတဲ့ဘာကြီးတဲ့ရောနယ်ကဖကြီးကိုကြည့်လို့ရှိရယ်ပို့ပြီးသိတာပါတယ်အဖေရဲ့ညီကိုခေါ်ရမှာလဲဘာတွေးဘာတွေးလေးဆိုတဲ့ကြံဒေသတွေမှာသုံးတဲ့စကားထက်ရောနယ်မှာသုံးတဲ့ဖထွေးဖထွေးလေးဟာဖခင်အရာထားပြီးတော့ခေါ်ရဲဆိုတာကိုပို့ပြီးတော့ သိတာစေပါတယ်။အမေရဲ့နောက်အိမ်တော်ပထွေးဟာလည်းအဖေငယ်ဒါမှမဟုတ်ဖထွေးပဲဖြစ်ကြောင်းရောစကားမှာပို့ပြီးတော့တိတိတသာထင်ထင်ရှားရှားတွေ့ရပါတယ်ဗျာ။နောက်ထပ်ထူးခြားတာတစ်ခုကတော့အပေါင်မှာအဖွားကိုအပေါင်လို့ခေါ်တဲ့အသုံးတော့ဟာကြံဒေသတွေမှာပျောက်ပြက်သွားပါပြီ။ရောနယ်မှာတော့ကြမ်းရည်နေစေဖြစ်ပါတယ်။ကြံဒေသတွေမှာလည်းတစ်ချိန်တုန်းကတော့သုံးဆွဲခဲ့လိမ့်မယ်လို့ယူဆကြရရှိပါတယ်။ဘာလို့ယူဆနိုင်တယ်လဲဆိုတော့ တဲလွန်စကြံရစ်နေသေးတာကိုကျွန်တော်တို့တွေ့နိုင်သေးလို့ဖြစ်ပါတယ်။ဘိုးစင်ဘောင်ဆက်ဆိုတဲ့ဇာတ်ကိုကျွန်တော်တို့ကြံဒေသအနှံ့အပြားမှာဆက်လက်သုံးစွဲနေဆဲပဲဖြစ်တယ်ဆိုတာကိုအားလုံးသိပါ။အဲ့ဒီထဲကဘောင်ဟာအပေါင်ကနေလာတာပဲဖြစ်ပါတယ်။ယောဒန်နဲ့ပြောရင်တော့ဖိုးစင်ပေါင်ဆက်လို့ခေါ်မထမှာလေ။သူတို့လေသူတို့အတန်ထွက်ကနည်းနည်းပြော့ပါတယ်။ကြံဒေသတွေမှာသုံးတဲ့ဆန်အတန်ထွက်ကနည်းနည်းပြင်းပါတယ်။ဘယ်နေရာမှာပြင်းပြီးဘယ်နေရာမှာပြော့တယ်ဆိုတာကိုတော့ အတန်အတွက်အပြောင်းလဲနဲ့ပတ်သက်ပြီးတော့နောက်မှကျွန်တော်တို့အသေးစိတ်ပြောကြတာပေါ့လေ ငါသက်နတ်သက်အတန်တွေဟာယောနယ်မှာအထူးသဖြင့်သိတာပါလေယောနယ်ကအတန်ကသာအမှန်မူလအတန်တွေလို့လဲပညာရှင်တော်တော်များများကယုံကြည်ကြပါတယ်သူတို့ရဲ့ငါသက်အတန်တချို့ကိုအရင်တစ်ပတ်တုန်းကလည်းတင်ပြခဲ့ပါတယ်အခုနည်းနည်းထပ်ပြီးတော့ကြည့်ကြရအောင်ပါဤပင်ဒီကျတော့ဤသွန်းကိုခေါ်ရဤသွန်းကိုခေါ်ရစနွင်းရောဟန်ဟန်ခဲ့တယ်လားဟုတ်တယ်ဟုတ်တယ်အဲ့ထဲမှာထည့်တယ်စနွမ်းမုံပလင်းကိုလည်းပလန်းလို့ခေါ်ရပလန်းကျွန်တော်တို့က ကုံတီလို့ရေးထားတဲ့စကားလုံးကို ကုံတယ်လို့အတန်ထွက်ပေမဲ့စီကားလို့ရေးထားတာကိုတော့စီကားလို့ပဲအတန်ထွက်လိမ့်ရှိပါတယ်။ယောနဲ့ကတော့ကုံတီကိုကုံတယ်ထွက်တယ်လို့စီကားကိုလည်းဆယ်ကားလို့ထွက်တတ်ပါတယ်။ထင်းစီးဆိုရင်လည်းထင်းဆဲလို့ထွက်တတ်ပါတယ်။ကျွန်တော်တို့ပြောတတ်ကြတဲ့မလုတ်ချီနဲ့ဆိုလို့ရှိရင်လည်းသူတို့တန်တဲ့ပြောရင်မလုတ်ချီနဆိုတာမျိုးဖြစ်ပါလိမ့်မယ်။ကြိုက်တာနှစ်သက်တာကိုဝမ်းပါတယ်လို့သုံးတာမျိုးဟာ ကြံတဲ့ရက်ဒေသတွေမှာရှိတော့ရှိပါရဲ့ဒါပေမဲ့မရှိသလောက်နည်းနေပါပြီတော်တော်များများကနားမလဲကြတော့ပါဘူးရောနယ်မှာတော့တော်တော်လေးတွင်တွင်ကျကျတုံးပါတယ်လူတိုင်းနားလဲကြပါတယ်ဒါအပြင်တချို့ကွဲလဲတဲ့စကလုံးလေးတွေကိုပြောရမယ်ဆိုလို့ရှိရင်တော့ပြန်ပြောပါဦးခင်ဗျမနက်ခါမနက်ခါမနက်ခါလို့ပြောရတယ်နော်ဟုတ်ပဲဟုတ်ပဲမနက်ပြန်ကိုမနက်ခါလို့တုံးပါတယ်တပတ်ခါကတော့ ခါခါလို့ခေါ်တယ်ဆန်းကျတော့တပတ်ခါကတော့ကျွန်တော်တို့သုံးတဲ့အသုံးနဲ့အတူတူပါပဲဒါပေမဲ့အတန်အတွက်နည်းနည်းကွဲတာကိုသတိထားမိကြမယ်ထင်ပါတယ်သူတို့ကဖောက်ထုတ်အတန်နဲ့ထွက်ပါတယ်ကျွန်တော်တို့ကဘာကုန်းအတန်ထွက်ပါတယ်အောက်ပြည်မှာစပားဆိုင်တဲ့အမည်ကိုလဲလို့ပဲခေါ်ပေမဲ့ရော့အပါဝင်အညာဒေတာတချို့မှာတော့လေသွန်းကိုတော့လေသွန်းလို့ပဲခေါ်ပါတယ်ဟုတ်ကဲ့လေတွင်းဆိုတာကလေလောက်တဲ့ခေါ်ပါတယ်ဟိုကအချော့ခန်းကိုတော့အခန်းတော့ခန်းအချော့ ခေါ်ရပါချောက်ခန်းလို့အခန်းလို့ခေါ်ရပါချောက်ခန်းဆိုတာခန်းချောက်တာကိုပြောတာလားချောက်ခန်းဆိုတာဟိုအနဲနိုပေလစက်တဲ့အချောက်ခန်းလို့ခေါ်တာစပါးစက်ခါကျတော့လေလို့ခေါ်ရပါလေကွန်လို့ဟုတ်ကဲ့စပါးဆိုင်တဲ့ဟာကိုလေလို့ခေါ်တယ်နဲနိုပေလဆိုင်တဲ့ဟာကိုနဲနိုပေလဆိုင်တဲ့ဟာကိုအချောက်အချောက်ခန်းလို့ခေါ်ရပါနန်းတို့ပဲလို့စိုက်တဲ့ຢာကိုတော့သူတို့ခေါ်ကအချောက်ခင်းလို့ခေါ်ပါတယ်သူတို့အတန်းနဲ့ဆိုရင်တော့အချောက်ခန်းပေါ့လေ ကျွန်တော်တန်ကယောဒန်တိုင်းတစ်ထပ်တည်းမဖြစ်တာကိုတော့သွားရရှင်များခွင့်လွှတ်ကြပါခင်ဗျာလေကအောက်မှာရေတွေရွှွင့်နေတဲ့အစိုးဆိုင်လေးရှိပြီးယာကိုတော့ရေမရှိရွှွင့်မရှိပဲအချောက်ဆိုင်တက်လို့အချောက်ခင်းလို့ခေါ်တာဖြစ်ပါလိမ့်မယ်အောက်ပြေမှာဘုံသို့မဟုတ်ရေဘုံလို့ခေါ်ပြီးအညာဒေသတချို့မှာဘာလီဘုံလို့ခေါ်တဲ့ပုံမျိုးစားကိုရောနယ်မှာခေါ်တဲ့ဒေတိယအခေါ်ကလည်းလူသိများတဲ့ကွယ်လွယ်ထူခြားချက်တစ်ခုဖြစ်ပါတယ်ရေဘုံတို့ဘာလို့ပေါ့ဟိုရေငယ်တဲ့ဘုံတွေပါလေ ကျွန်တော်ကတော့အေးငယ်တဲ့ဘုံတွေကိုတန်ချောင်ဘုံလို့ခေါ်တယ်ဗျ။ချောင်ဆိုတဲ့စကားလေးကိုသုံးတယ်။ဟုတ်ကဲ့ဆရာ။တန်ချောင်ဘုံဆိုတာတန်တဲ့လုံမှာခေါ်တာပေါ့နော်။အဲဒါပေါ့တန်နဲ့ချောင်လုတ်တဲ့ဟာတန်ချောင်ဘုံပေါ့။တန်နဲ့ဆိုတာလေဒါပေါ့သုတ်တေပါရင်းနဲ့လုတ်တာပေါ့လေဒီခေါ်လိုက်တော့တန်ချောင်ဘုံပဲခေါ်တာပေါ့။ဆရာဟိုချောင်လို့တလုံးနဲ့ရောခေါ်လားဆရာ။ချောင်လို့တလုံးနဲ့လည်းပြောတဲ့ဟာရှိပါတယ်။ကဲဒီတစ်ပတ်တော့ကျွန်တော်တို့ဒီလောက်နဲ့ပဲနားကြပါအောင်စု။ ပြောစရာတွေကတော့တော်တော်များများရှိနေဦးမှာပါ။